တရုတ်အစိုးရရဲ့အတုံးမချမှုတွေကိုပေါ်လွင်စေခဲ့တဲ့စက်ရုံပေါက်ကွဲမှု လူသေဆုံးမှုတွေကိုသတင်းအမှောင်ချထားခဲ့တဲ့တာကောကြီး ပရိသတ်များရှင်မကြသည်မီယာဖြစ်ပွားခဲ့တဲ့ဓာတုဆက်ယုံပေါကွယ်မှုဟာတရုတ်နိုင်ငံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေခဲ့ရုံသာမကဗတ်ပေါင်းစုံကနေထိုးနှက်ချက်တွေပေးစွမ်းခဲ့ပါတယ်ဒီဖြစ်ရပ်ကတည်ဆုံးတန်ရာရသူတွေနဲ့ပျောက်ဆုံးသူတွေဆိုတဲ့လူအသက်ပေါင်းများစွာကိုဆုံးရှုံးစေခဲ့တယ်လို့သတင်းအချက်အလက်တွေကိုထိန်းချုပ်မှုကြောင့်ပြည်သူလူထုရဲ့အစိုးရအပေါ်ယုံကြည်မှုကိုလည်းလျော့နေသွားစေခဲ့ပါတယ်စီးပွားရေးအရာလည်းထိခိုက်မှုတွေရှိနိုင်ပြီးနိုင်ငံရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုစနစ်ရဲ့အားနည်းချက်တွေကိုပေါ်လွင်စေခဲ့ပါတယ်။ဒီဖြစ်ရပ်ကတရုတ်နိုင်ငံအတွက်ဘလို့ဆုံးရှုံးမှုတွေနဲ့ဗတ်ပေါင်းစုံထိုးနှက်မှုတွေကို ဖြစ်ပေါ်စေခဲ့လဲဆိုတာတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ မေလ28ရက်နေ့မွန်းတဲချိန်ခန့်ကရှန်တုံပြည်နယ်ဂါလီမြို့မှာရှိတဲ့ရှန်တုံယူဒယ်ဓာတုဆက်ယုံမှာ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်ဒီဖြစ်ရပ်ကရုပ်ရှင်တွေကမြင်ကွင်းတစ်ခုမဟုတ်ပဲတကယ့်အဖြစ်အပျက်ပါပေါက်ကွဲမှုကြောင့်ပြင်းထန်တဲ့လေဖိအားလိုင်းတွေထွက်ပေါ်လာပြီးတော့အနီးနားမှာရှိတဲ့ဆိုင်တွေနဲ့ဂျောင်းတွေကပြတင်းပေါက်မှန်တွေအားလုံးကျကွဲကုန်ပါတယ်ဆက်ယုံတစ်ခုလုံးပြည့်စည်သွားပြီးဓာတုဆက်ယုံဖြစ်တဲ့အတွက်အတွင်းတွေကလူတော်တော်များများသိဆုံးနိုင်တယ်လို့ ခံမှန်းရပါတယ်။ပောက်ကွဲမှုရဲ့တည်ရောက်မှုများ ဒီပောက်ကွဲမှုကတော်တော်လေးကိုပြင်းထန်ပြီးတော့ဘေရုတ်မြို့ကပောက်ကွဲမှုနှီးပါးလောက်ရှိရလို့ကျွမ်းကျင်သူတွေကဆိုပါတယ်။ပိုဆိုတာကဓာတုဆက်ယုံဖြစ်တာကြောင့်ပောက်ကွဲယုံနဲ့မပြီးသေးပဲနောက်ဆက်တွဲဆိုးကျိုးတွေလည်းရှိသေးတဲ့အတွက်မိသက်ကားတွေတောင် တော်တော်လေးဝေးဝေးမှရှက်နေရပြီးဓာတုပစ္စည်းတွေကနေအစိမ့်ငွေတွေထွက်ပေါ်လာတာတွေ့ရပါတယ်။အနီရောင်နဲ့အဝါရောင်မီးခိုးတွေကအစိမ့်အထောက်တွေပါဝင်ပြီးမီးပါလောင်ကျွမ်းနေတာတွေ့ရပါတယ်။ အိမ်မှာလဲလျောင်းနေတော့ပောက်ကွဲတဲ့ကြားလိုက်ရတဲ့အခါအစာအုံဖြူကြတော့မလားတောင်ထင်မိပြီးကျောင်းလန်တကြားထွက်ပြေးခဲ့ရတယ်လို့ဒေတာကန်တူကပြောပါတယ်ဘာချုံမျိုးဂါလီဒေတာကဒေတာကန်နေဝေမျှထားတဲ့ဗီဒီယိုတွေအရပောက်ကွဲမှုဖိအားလိုင်းကစက်ယုံပတ်လေနယံတွေကိုစက်ကပိုင်းအတွင်ပြိုလဲချစေခဲ့ပါတယ်။ပောက်ကွဲရနေရာကနေကီလိုမီတာပေါင်းများစွာကွာဝေးတဲ့ဆိုင်ရှင်တအူးကလည်း သူ့ဆိုင်ထဲမှာရှိနေတော့ရုဒိယပေါက်ကွဲမှုဖြစ်ပွားပြီးဒုတိယဓာတ်နဲ့တတိယဓာတ်ကအမှန်တွေအားလုံး꿰သွားတယ်လို့ပြောပါတယ်။ပေါက်ကွဲမှုအပြီး area တစ်ခုလုံးကိုချက်ချင်းပိတ်ဆို့လိုက်ပြီး3ကီလိုမီတာဝေးတဲ့ဆိုင်ရှင်တဦးကပေါက်ကွဲတံအရန်ကျေလောင်ပြီးတော့ပေါက်ကွဲရဘက်မျက်နှာမူထားတဲ့ပရင်းပေါက်တွေ꿰ကုန်ကဓာတ်အားလိုင်းပြတ်တောက်မှုကြောင့်မီးပြတ်ခဲ့လို့ပြောပါတယ်။ online မှာဖြန့်ဝေထားတဲ့အတက်ပုံတွေအရာ ်ယူရိုဓာတုဆက်ရုံအနီးကအိမ်တွေမှာမှန်နေကွဲဒရင်းပေါက်ပေါင်တွေပုံပြက်နေတာတွေ့ရပါတယ်။အနီးနာကကားတချို့ရဲ့ရှေ့မှန်တွေပါလွင့်စင်ကုန်ပါတယ်။ဓာတုဆက်ရုံအနီးကရှက်ွက်တွေနဲ့ဒေသခံတွေကိုပေါက်ကွဲရနေရကနေဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတယ်လို့ဆိုင်ရှင်တအူးကပြောပါတယ်။ဂျောင်းဆောက်အုံတွေကမှန်နေကွဲကုန်တဲ့အတွက် ကျောင်းလီကိုယာယီပိတ်ထားရပြီးကျောင်းသားတို့လည်းမှန်စထိမှန်ကတရားရခဲ့ပါတယ်။ပောက်ကွဲမှုအပြီးနေရာတစ်ဝိုက်မှာပြင်းထန်တဲ့အနံ့ဆိုးတွေထွက်ပေါ်နေခဲ့ပါတယ်။ဒေတာကန်ဟတ်ဝဲဆိုင်ပိုင်ရှင်တဦးကဒီအနံ့ဆိုးတွေနဲ့နေတိုင်းအိတ်ခဲရတယ်။ဒီနေ့မှာတော့အသက်ရှင်ဖို့တကယ်ကိုကြောက်နေရပြီလို့ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်။ ဆက်ယုံရဲ့တောင်ဘက်၄ကီလိုမီတာအကွာမှာနေထိုင်တဲ့လေယံအမည်ရှိရွာသူတဦးကပေါက်ကွဲမှုဖြစ်တုံးအိမ်မှာနေလေစာစားနေခဲ့ကြောင်းပြင်းထန်တဲ့လေတိုင်းလုံးတဲ့အတူမိโกလုံးကြီးတွေနဲ့ဓာတ်ငွေတွေရောင်းဖက်ကိုပြန့်နှံ့သွားတာတွေ့ရကြောင်းပြောပါတယ်။ ေတိုက်တဲ့ဥတီယာကြောင့်သူနေရကဘေးကင်းတယ်လို့ပြောပေမဲ့မြောင်းဖက်ကဒေသခံတွေကိုတော့နှကောင်းစည်းတွေတက်ဆင်ထားဖို့ဝစ်ဆင်ထားဖို့လိုက်လံစော်ဩနေကြောင်းလည်းပြောပြခဲ့ပါတယ်။ရဲရီကလည်းအဓိကလမ်းစုံတွေကိုတင်းတင်းကြပ်ကြပ်စောင့်ချက်နေပြီးမြင်ကွင်းကိုဗီဒီယိုရိုက်ကူးဖို့စူးစမ်းသူတွေကိုဖမ်းဆီးနေတယ်လို့လည်းသူကထပ်ပြောပါတယ်။ ကိုဝီပြည်သူစေယုံနဲ့ကိုဝီမျိုးတော်စေယုံကသတင်းထောက်တွေရာဒီဖြစ်စဉ်ကနေထိခိုက်တရာရသူ အများအပြားကိုကုသပေးနေရလို့ပြောပါတယ်။တရားဝင်ဒေသခံသတင်းတွေအရမေလ28ရက်နေ့ည9:25မိနစ်မှာ ပေါက်ကွဲမှုကြောင့်9ဦးသေဆုံးပြီး6ဦးပျောက်ဆုံးက19ဦးမှာအသေးစားဒဏ်ရာရရှိခဲ့ပါတယ်။ကုမ္ပဏီရဲ့တရားဝင် website အရရှန်တုံးယူတဲ့ဓာတုစေယုံဟာအုပ်စုရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်ပြီးဂါလီမြို့ဘာချွန်မြို့နယ် ဂျန်ဟာဓာတုပန်းဂျန်မှာတည်ရှိပါတယ်59အေကကျဲဝင်ပြီးဝန်ထမ်း300ကျော်ခန့်အပ်ထားပါတယ်ပောက်ကွဲမှုကြောင့်ပတ်ဝန်းကျင်အတိုင်းဝိုင်းတွေတိုက်ရိုက်ထိခိုက်ပျက်စီးခဲ့ရုံသာမကပြောမယ်ဆိုရင်တော့ဟာအုပ်စုအောက်မှာရှိတဲ့စီးရင်ဝင် ကုမ္ပဏီဖြစ်တဲ့ Hermione ပညာရဲ့ store ဈေးနှုန်းကိုလည်းထိခိုက်စေခဲ့ပြီးတော့ မေလ29ရက်နေ့မွန်လွယ်ပိုင်းမှာ400ခိုင်နှုန်းနှိပါကျဆင်းခဲ့ပါတယ်။ဒီမတော်တဆမှုရဲ့တရားမှုကဒေတာရင်းဆုံးရှုံးမှုတွေထက်များစွာကျော်လွန်နေပါတယ်။ကုမ္ပဏီရဲ့အဆိုအရကုမ္ပဏီနေနဲ့အစိတ်အောက်နေတဲ့ပိုသက်ဆေးတွေနဲ့ဓာတ်ရုပ်ဆေးဝါးပစ္စည်းတွေကိုအ धिक ထုတ်လုပ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ပေါက်ကွဲမှုရဲ့ပြင်းထန်မှုနဲ့ဓာတ်ရုပ်ယိုစိမ့်မှုကအစိတ်အောက်နေတယ်ဆိုတဲ့အဆိုကိုတန်တရားဖြစ်စေပါတယ်။ အွန်လိုင်းစုံစမ်းစစ်ဆေးမှုအရဓာတုဆက်ယုံက ပိုသက်ဆေးတွေဖြစ်တဲ့ chlorine active ingredient ကိုအဓိကထုတ်လုပ်ကြောင်းတွေ့ရှိရပါတယ် chlorine ကသူ့ဘာသာဆိုရင်အစိတ်အထောက်နဲ့ပါပေမဲ့ပေါင်းဆက်ထုတ်လုပ်မှုအဆင့်မှာပါဝင်တဲ့ 4 dye နဲ့ analyzing compound တွေက cancer ဖြစ်စေနိုင်ပြီးတော့အာယုံကြောတွေကိုပါထိခိုက်နိုင်ပါတယ်။ဖြစ်ပွားတဲ့နေရာမှာလောင်ကျွမ်းနေတဲ့ညဉ့်ဉန်းပစ္စည်းတွေကလည်းပြင်းထန်တဲ့အဆိပ်သင့်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ပေါက်ကွဲမှုအပြီးမှာ online မှာထူးခြားတဲ့ဖြစ်ရပ်တချို့ပေါ်ပေါက်ခဲ့ပါတယ်။ဥပမာအားဖြင့်တရားဝင်တရုတ် Communist Party CCP media တွေကခေစိုင်းလုပ်ငန်းတွေကိုချက်ချင်းသတင်းထုတ်ပြန်ခဲ့ပေမဲ့ပေါက်ကွဲရတဲ့အကြောင်းရင်းနဲ့ ထိခိုက်ဒေဆုံးမှုအသေးစိတ်ကိုတော့ရှင်းရှင်းလင်းလင်းပြောပြတာမျိုးမရှိပါဘူး။ဆိုရှယ်မီဒီယာပေါ်ကပေါက်ကွဲမှုနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီး post အများအပြားကိုဖျက်ဖြစ်ခဲ့ပါတယ်။ Weibo Scope ကစောင့်ကြည့်ထားတဲ့ ဝေးဖို့စပေါ်စတွေကမေလ29ရက်နေ့မွန်လွဲပိုင်းမှာ GMI Chemical Factor Explosion ဆိုတဲ့ hashtag က search list မှာပျောက်ကွယ်သွားတာကိုတွေ့ရပါတယ်ဝေးပေါ်ဆိုတဲ့လူမှုကွန်ရက်မှာဓာတ်ဆက်ရုံပေါက်ကွဲမှုနဲ့ပတ်သက်တဲ့ post ပေါင်း120ကျော်ဖျက်ခံလိုက်ရပါတယ်။မေလ29ရက်နေ့မနက်7:30မတိုင်ခင်မှာ GMI explosion လို့ရှာကြည့်တော့မြင်းမြင်းသက်သေတွေနဲ့ဒဏ်ရာရသူတွေကအကူအညီတောင်းထားတဲ့ post ဒါဇင်ပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ဒါပေမဲ့နေ့လယ်နှစ်နာရီလောက်မှာတော့တရားဝင်ကြေညာချက်တွေနဲ့သတင်းမှားဖယ်ရှားတဲ့ post တွေပဲကျန်မာတော့တယ်။တာမန်အသုံးပြုသူတွေရဲ့ဆွေးနွေးချက်တွေကိုတော့အမျိုးသားဥပဒေနဲ့စည်းမျဉ်းနေကြောင်းအကြောင်းအရာကိုဖျက်လိုက်ပြီးဆိုတဲ့အစာတန်းတွေနဲ့အစားထိုးခံခဲ့ရပါတယ်။ အမည်မဖော်လိုသူတဦးကဝိုင်းပေါ်ရဲ့ training topics ကိုမနက်7:30နဲ့နေ့လယ်7:15မိနစ်ကြားနှိုင်းရှင်ထားတဲ့ screen shot တွေကို Telegram မှာမျှဝေခဲ့ပါတယ်။မနက်7:30မှာ GMI ပေါက်ကွဲမှုအကြောင်းအရာက ထိတ်ဆုံး3ခုထဲမှာပါခဲ့ပေမဲ့7:15မိနစ်မှာတော့ထိတ်ဆုံး90ရာနေပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအကြောင်းအရာကိုရိုက်ရှာလိုက်မယ်ဆိုရင်တောင်းပန်ပါတယ်။သက်ဆိုင်ရာဥပဒေတွေကြောင့်အကြောင်းအရာကိုရှာမရပါဘူးဆိုတဲ့စာမျက်နှာကိုရောက်သွားခဲ့ပါတယ်။ဒါကဆိုရှယ်မီဒီယာတွေကနေဒီအကြောင်းအရာနဲ့ပတ်သက်တာတွေကိုဖျက်တောက်ထားတယ်ဆိုတာရှင်းနေပါပြီ။တရားဝင်သတင်းထုတ်ပြန်ချက်တွေကအချင်းချင်းဖြစ်တာကြောင့်ဝေဘောနဲ့ WeChat မှာ ကောလာဟာလာတွေပြန့်ပွားလာခဲ့ပါတယ်။ တချို့ကဓာတ်ရုပ်ဆိုင်မှုကြောင့်တည်ဆုံမှုတွေဖြစ်ခဲ့တယ်လို့ပြောကြပြီးတချို့ကပျောက်ဆုံးသူဥယျာဉ်ပိုများတယ်လို့သတင်းပို့ကြပါတယ်။တချို့ကတော့စက်ရုံစီမံခန့်ခွဲမှုနောက်ွယ်မှာတရံဝင်စီးပွားရေးပူပေါင်းကြံစီမှုတွေရှိရလို့စွပ်စွဲကြပါတယ်။ပောက်ကွဲမှုနဲ့၄-၅ကီလိုမီတာလောက်ကွာဝေးတဲ့နေရာမှာနေထိုင်တဲ့အရွာသားတအူးက ပြောရမယ်ဆိုရင်ပောက်ခွဲမှုကအလုတ်သမားတွေနေ့လယ်စာစားချိန်နေ့လယ်ပိုင်းမှာဖြစ်ခဲ့လို့ကံကောင်းတယ်လို့ပြောပါတယ်။အလုတ်ချိန်အတွင်းဖြစ်ခဲ့ရင်လူတွေပိုတည်ဆုံးနိုင်တယ်လို့သူကဆိုပါတယ်။တည်ဆုံးသူ9ဦးပျောက်ဆုံးသူ6ဦးနဲ့ဒဏ်ရာရသူ19ဦးဆိုတော့တရားဝင်ကိန်းဂဏန်းတွေကရှော့တွက်ထားတာဖြစ်ပြီးအမှန်တကယ်အရေးအထွက်ကိုဖုံးကွယ်ထားတယ်လို့လည်းသူကပြောပါတယ်။ရှန်တုံးဒေသခံ Mrs. Lang ကဒီဖြစ်စဉ်မှာဒဏ်ရာရသူဦးရေကများပြားတယ်လို့သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ ဒီဆက်ယုံကအထယ်လေးနဲ့ဓာတ်ဆက်ယုံနှစ်မျိုးလုံးရှိတဲ့စမှုစုံတစ်ခုထဲမှာတည်ရှိတာမို့ပိုတင်းကျတဲ့ဘေးအန္တရာယ်ကင်းရှင်ရေးကြီးကျက်မှုအောက်မှာရှိတဲ့နယ်လို့သူမပြောပါရင်စီကံထိန်သိမ်းရေးအာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့လည်းသူမဆိုပါရင် Mrs. Lan ကစက်ယုံရဲ့ဘေးအန္တရာယ်ကင်းရှင်းရေးအသိအမြင်အားနည်းတာအပြင်အချိန်မီဖြူပြင်းမိုးမှန်ထားခြင်းမရှိတဲ့စက်ယုံအတွင်းကခင်းနောက်ကျနေတဲ့ဝါယာကြိုးတွေကလည်းမတော်တဆမှုရဲ့တခြားအကြောင်းရင်းခံဖြစ်နိုင်တယ်လို့ထောက်ပြခဲ့ပါတယ်။ပောက်ကွဲမှုရဲ့အကျယ်ဝန်းနဲ့မိဂိုးအခြေအနေကိုကြည့်ရင်တိတ်ဆုံးသူ၅ဦးဆိုတဲ့ပြောဆိုချက်ကအပြစ်မဲ့အားလုံးကိုဖော်ပြနိုင်မှာမဟုတ်ဘဲအရေးအတွက်ကိုရှော့ထွက်ထားနိုင်တယ်လို့ဒုမကတရားဝင်ထိခိုက်တရားရသူအရေးအတွက်တွေပေါ်တန်တရားဝင်ကြောင်းပြောပြလာပါတယ်။ ဓာတုဆိုင်ရုံပောက်ကွဲမှုတွေမှာမရေရာမှုတွေနဲ့ပေါ်စားမှုတွေအများကြီးပါဝင်တယ်လို့တချို့ကပြောကြပါတယ်။တရားဝင်သတင်းအချက်အလက်တွေဖားလာတဲ့အခါအမှန်တကယ်အရေးထွက်တဲ့အပေါ်တန်တရားတွေနဲ့မိကုန်းတွေထုတ်လာပါတယ်။ဒါအပြင်ဖျက်ပြစ်ထားတဲ့ post အများအပြားမှာလည်းမျက်မြင်သက်သေတွေရဲ့တိုက်ရိုက်ပြောကြားချက်တွေနဲ့ထိခိုက်ခံရသူမိသားစုတွေစီကအကူအညီတောင်းခံမှုတွေပါဝင်ပါတယ်။ ဒီအတန်နေ Facebook ခံရတဲ့အခါလူတို့ကသတင်းအမှောင်ချခံရတာကိုတစုံတစသိရှိလာကြပြီးတော့တရားဝင်ထုတ်ပြန်ချက်တိုင်းအပေါ်တန်တရားတွေဖြစ်ပေါ်စီပါတယ်။ရှန်တုံးဒေသခံ Mr. Long ကတာမန်ပြည်သူတွေအနေနဲ့အစိုးရအပေါ်ယုံကြည်မှုအားလုံးဆုံးရှုံးသွားပြီလို့ပြောကြားခဲ့ပါတယ်။ သူကအာဏာမညီမျှမှုတွေကြားမှာကွန်မြူနတီပါတီရဲ့ယက်တိမှုပုံစံအောက်မှာစီးမျဉ်းတွေကအသက်မဝင်ပဲသက်ဆိုင်ရာဌာနတွေမှာတာဝန်ယူမှုမရှိပဲပြိုလဲဖို့ပဲစောင့်နေကြတယ်လို့ဝေဖန်ခဲ့ပါတယ်။ ဒီလိုကျေပြန့်လာတဲ့မယုံကြည်မှုကဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုနဲ့သတင်းအချက်အလက်ပွင့်လင်းမြင်သာမှုအပေါ်ပြင်းထန်တဲ့မကျေနပ်မှုတွေကိုထင်ရှားစေပါတယ်။ဒီဟာကတရုတ်နိုင်ငံရဲ့ပထမဆုံးဓာတုဆက်ယုံပေါက်ကွဲမှုမဟုတ်ပါဘူး။2024ခုနှစ်ဧပြီလ18ရက်နေ့မှာ နိုင်ရှာမှာရှိတဲ့ဓာတုဆက်ယုံတစ်ခုမှာပေါက်ကွဲမှုတစ်ခုကြောင့်နှစ်ဦးသေဆုံးပြီးတော့ဒဏ်ရာရရှိခဲ့တာကဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေခြုံရင်းတာနဲ့လဲဆက်ဆက်နေပါတယ်။2023ခုနှစ်မေလ1ရက်နေ့ ှာရှန်တုံးလောင်ချန်းမှာရှိတဲ့လူရှိ technology မှာပေါက်ကွဲမှုနဲ့မီးလောင်မှုတစ်ခုဖြစ်ခဲ့ရာ9ကီလိုမီတာအကွာအထိအတန်ကျကျကြားလိုက်ရပြီးဖိအားလှိုင်းနေတဲ့မီးခိုးတွေပြန့်နှံ့ခဲ့တာကြောင့်10ဦးသေဆုံးပြီး2ဦးဒဏ်ရာရခဲ့ပါတယ်2019ခုနှစ်မတ်လ21ရက်နေ့တုန်းကလည်းကျန်းစုပြည်နယ်ရှန်ရှဲရှိတန်ချာကမေကမှာပေါက်ကွဲမှုတစ်ခုကြောင့်88ဦးသေဆုံးပြီး638ဦးဒဏ်ရာရရှိခဲ့ပါတယ်။ လေလာသူတွေကဒီမတော်တဆမှုတွေမှာပုံစံတစ်ခုကိုသတိထားမိကြပါတယ်။မတော်တဆမှုတိုင်းမတိုင်းခင်မှာကုမ္ပဏီတွေနဲ့ဒေသဆိုင်ရာအရာရှိတွေကဘေးအန္တရာယ်တွေကိုလည်လူရှုခဲ့ကြပါတယ်။ဥပမာအားဖြင့်တန်ချင်းစိတ်ခမ်းပောက်ကွဲမှုမတိုင်ခင် ray height logistics ကတရားမဝင်ဓာတ်ပစ္စည်းတူလောင်မှုအတွက် ထက်ခါတလဲလဲအစီရင်ခံစာတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ဘာအရေးယူမှုမှမရှိခဲ့ပါဘူး။ ရှန်ရှိုးပေါက်ကွဲမှုမတိုင်ခင်မှာလည်းအစိမ့်တဲ့တန်ငွေတွေထုံလုံးမှုနဲ့ပတ်သက်လို့ဒေသခံတွေရဲ့တိုင်ကြားချက်တွေကိုလည်လူရှုခဲ့ပါတယ်။ကာလီယိုဓာတ်ုပေါက်ကွဲမှုကလည်းအလားတူပုံစံအတိုင်းဖြစ်ခဲ့လားဆိုတာမေးခွန်းထုတ်စရာရှိနေပါတယ်။ဒေသခံတွေရဲ့ဆိုရှယ်မီဒီယာပေါ်ကနေတိုင်းအနှံ့အစိုးတွေနဲ့အိယာဝင်နေရတယ်ဆိုတော့ဒေါသတကြီး post တွေကကာလရှည်ကြာစွာတည်ရှိနေတဲ့ BNDA ကင်းရှင်းရေးပြဿနာတွေကိုဖော်ပြနေပါတယ်။ဒီ NDA တွေကိုဘာလို့ကောင်းကောင်းဖြေရှင်းခဲ့ခြင်းမရှိတာလဲ။ဒေသခံတွေရဲ့တိုင်ကြားချက် ီကိုဘာလို့လိလူရှုခဲ့တာလဲ ကာလီပေါကွဲမှုရဲ့အကြောင်းရင်းကိုနားလည်ဖို့ဆိုရင်တရုတ်နိုင်ငံရဲ့ဓာတ်ရုပ်စမှုလုပ်ငန်းမှာကြာရှည်စွာတည်ရှိနေတဲ့ BNDY စီမံခန့်ခွဲမှုပြဿနာတွေကိုရင်ဆိုင်ရပါလိမ့်မယ်။ဒါရိုက်အစပြုမှုကတော့ Corporate BNDY ကင်းရှင်းရေးအသိဉာဏ်နဲ့ပါချင်းပါပဲ။ Yoder Chemical ကအစိတ်အောက်နေတဲ့ပိုးသက်ဆေးတွေကို ထုတ်လုပ်တယ်လို့ပြောပေမဲ့ဖြစ်ပွားရာနေရာမှာတွေ့ရတဲ့အဝါရောင်မီးခိုးနဲ့အဖြူရောင်ဓာတ်ငွေ့တွေယိုစိမ့်မှုကအလွန် NDA ရှိတဲ့ပစ္စည်းတွေပါဝင်နေတာကိုဖော်ပြပါရတယ်။ NDA ရှိတဲ့ဓာတ်ရုပ် စည်းတွေတူလောင်ခြင်းနဲ့ဂိုင်တွေခြင်းကစီးမြင်နေတဲ့ကံ့ညီမှုရှိမရှိဒါမှမဟုတ်စီကံချိုးဖောက်မှုတွေရှိမရှိဆိုတာစုံစမ်းစစ်ဆေးမှုမပြီးမချင်းရှင်းရှင်းလင်းလင်းမရှိသေးပါဘူးဒါပေမဲ့အတိတ်ကဖြစ်ရက်တွေကအမျက်အစွန်းကိုဦးစားပေးပြီးဘေးအန္တရာယ်ကိုလည်လူရှုတာကြောင့်အခုလိုမတော်တဆမှုတွေမကြာခဏဖြစ်ပွားတတ်တယ်ဆိုတာပြသနေပါတယ် တရားဝင်အချက်အလက်တွေအရ2023ခုနှစ်မှာလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့မတော်တဆမှုတွေကြောင့်အလုပ်သမား21442ဦးသေဆုံးခဲ့ပြီးနိုင်ငံတော်ဝန်မှရှိတဲ့အောက်ခြေအလုပ်သမားတွေရဲ့၄တသမ9ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။ NDA ရှိတဲ့ဓာတ်ပစ္စည်းတွေပါဝင်တဲ့ဖြစ်စဉ်တွေကတော့ NDA အများဆုံးကဏ္ဍတွေထဲမှာဆက်လက်တည်ရှိနေသေးပါပဲ။ 2019ခုနှစ်မှာရှီယာပေါက်ကွဲမှုကြောင့်စက္ကန့်30အတွင်း88ဦးသေဆုံးပြီး600ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။စီကံထိန်သိမ်းမှုချုပ်ရင်းမှုတွေကိုစီးရဲစက်စုံစမ်းစစ်ဆေးဖို့တောင်းဆိုမှုတွေကဆက်ရှိနေပါတယ်။ဒီလိုခြေကွဲပွဲရာတွေကဒေသရင်းကနေ corporate အဆင့်အထိဘေးအန္တရာယ်တာဝန်ယူမှုတွေကိုအကောင့်ထယ်ဖော်တဲ့နေရာမှာအန္တရာယ်ဖော်ထုတ်ခြင်းနဲ့အန္တရာယ်အကင်းဖြတ်ခြင်းတို့မှာလိဟာမှုတွေရှိနေတယ်ဆိုတာကိုမိမောင်းထိုးပြနေပါတယ်။ စံကျင်ဘက်အားဖြင့်တခြားနိုင်ငံတွေကတော့အလားတူဖြစ်စဉ်တွေအတွက်အလွန်ကွဲပြားတဲ့စီမံခန့်ခွဲမှုစနစ်တွေကိုအသုံးပြုကြပါတယ်။ American ပြည်တော်စု New Jersey ပြည်နယ်ဓာတ်ရုစမှုလုပ်ငန်းတွေအများအပြားရှိတဲ့ဒေသမှာလုံခဲ့တဲ့ဆယ်စုနှစ်အတွင်းသေဆုံးသူမတော်တဆမှုနှုန်းကအလွန်နှေးပါနေပါတယ်။အဓိကကတော့တာဝန်ခံမှုနှစ်ဆရှိခြင်းပါပဲ။ကုမ္ပဏီတွေကရုပ်ဆိုင်မှုတွေအတွက်ဒေါ်လာသန်းပေါင်းများစွာဒဏ်ငွေတွေမျိုးပြတရားစွဲဆိုမှုတွေနဲ့ရာဇဝမှုဆိုင်ရာစွဲချက်တွေကို င်ဆိုင်ကြရပါတယ်။ဂျာမနီရဲ့ Leverkusen မြို့ကလည်းဒေသခံပတ်ဝန်းကျင်ကပြောဆိုမှုတွေကိုစီရင်ကောက်ရယူပြီးတော့ဒေသခံကောင်စီတွေက3လ ဖတ်တဲ့အခါမှာအများပြည်သူဆွေးနွေးပွဲတွေကိုကျင်းပတဲ့စနစ်ကိုလိုက်နာရတာဖြစ်ပါတယ်။ဒီလိုစည်းကမ်းထိန်းသိမ်းမှုနဲ့ပတ်သက်တဲ့ပွင့်လင်းမြင်သာမှုဟာမတော်တဆမှုကုန်ကျစရိတ်တွေအတွက်များစွာသက်သာစေပါတယ်။စံကျင်ဘက်အားဖြင့်တရုတ်နိုင်ငံကသတင်းချက်လက်တွေကို ဖုံးကွယ်ဖို့လျှို့ဝှက်ချက်ကို မကြာခဏဖုံးကွယ်လေးရှိပြီးတော့လူထုကိုအမှောင်ချထားလေးရှိပါတယ်။ တရုတ်အစိုးရကတော့စီကံထိန်းသိမ်းမှုဝါဒတွေအတွက်နောက်ဆုံးပေါက်ကွဲမှုလိုမျိုးအတိအပြောက်တွေပေါ်လာမှသာကြပြာကြရာလုံးလေးရှိတာပါတရုတ်နိုင်ငံပြင်ပမှာဆိုရင် US Chemical Safety Board နဲ့ Europe's Severe 3 Directive လို့အဖွဲ့အစည်းတွေကမတော်တဆမှုတွေဖြစ်ပွားပြီးတာနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်တွေထိခိုက်တံရရသူစင်းနေတဲ့အရေးပေါ်စီမံကိန်းတွေကိုပြည်သူတွေစီကိုမြ мян ဆန်ထုတ်ပြန်ပေးဖို့လိုအပ်ပါတယ်ဒီလိုပွင့်လင်းမြင်သာမှုကကော ဟာလာတွေကိုထိန်းချုပ်နိုင်ပြီးတော့လူအသက်ကိုတန်ဖိုးထားကြောင်းပြတာကထိုင်းလန့်မှုကိုရှော့ချပြီးတော့လူမှုစီးလုံးညှို့မှုကို ခိုင်မာစေရလဲဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့အစိုးရရဲ့တုံ့ပြန်မှုတွေကပြည်သူအမြင်ကိုထိန်းချုပ်ဖို့ကိုသာအဓိကထားပါတယ်ဒီလိုဖြစ်တဲ့အတွက်ဒေသခံအစိုးရရဲ့စီးမင်းစည်းကမ်းတွေကအမြင်ကန်တက်တက်ဖြစ်ပြီးတော့မကြာခဏဆိုသလိုမတော်တဆမှုတွေဖြစ်ပွားရတဲ့အဓိကအကြောင်းရင်းဖြစ်နေရလို့ပြောကြပါတယ်တရုတ်နိုင်ငံရဲ့ဓာတ်ရုပ်စက်မှုလုပ်ငန်းကြီးကျယ်မှုကတင်းကျပ်ပုံရပေမဲ့လိုအပ်ချက်တွေအများကြီးရှိနေပါတယ် GDP ပြည်ရင်းထုတ်ကုန်တန်ဖိုးအမြင့်ဆုံးပြည်နယ်တွေမှာမကြာခဏဆိုသလိုဆိုးရွားတဲ့အနှမ်းသက်ဆိုးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ရှန်တုံးကနေကျန်စုတန်ချင်းကနေကွန်ရှီအထိဒေသခံအစိုးရတွေကယင်းမြို့နယ်မှုပြဝဲတွေမှာစီးပွားရေးလုပ်ငန်းတွေကိုအားပေးမြင့်တင်ကြပါတယ်။ဓာတုကုမ္ပဏီတွေက အစင်းမြင့်ပစ္စည်းတွေနဲ့စေးဝါအစ်စ်တွေလိုမျိုးနံမယ်ရီနဲ့အလုံးရင်းရောက်ရှိလာကြပါတယ်။ဒါပေမဲ့ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်တရားဝင်ထုတ်ပြန်ချက်တွေကမကြာခဏတူညီတဲ့စကားလုံးတွေကိုထက်ခါတလဲလဲပြောဆိုကြပါတယ်။စီကံထိန်းသိမ်းမှုမလုံလောက်ခြင်း၊ NDA စစ်ဆေးမှုတွေမပြည့်စုံခြင်းနဲ့ corporate တာဝန်ယူမှုကင်းမဲ့ခြင်းစသဖြင့်ပေါ့။ဒီဆန်သတ်မှတ်ချက်တွေကမြန်မာဘောကားတွေလိုဘယ်တော့မှမပြောင်းလဲတဲ့ဇညွန်းတွေလိုပါပဲ။ဓာတ်ဆက်ယုံပေါက်ကွဲမှုဟာတရုတ်နိုင်ငံရဲ့ဘေးအန္တရာယ်ကင်းရှင်းရေးစီမံ င်ခံခွဲမှုစနစ်မှာပြဿနာတွေရှိနေတာကိုထင်ရှားစွာပြသနေပါတယ်။ဒီသူတွေရဲ့ယုံကြည်မှုဆုံးရှုံးမှု ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းစီးပွားရေးအရာဖြစ်လာနိုင်တဲ့ဇိုးချိုးတွေနဲ့ထထလဲလဲဖြစ်ပွားနေတဲ့မတော်တဆမှုတွေကတရုတ်နိုင်ငံအတွက်ဘက်ပေါင်းစုံကနေထိုးနှက်ချက်တွေအဖြစ်မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်။ ဒီဖြစ်ရတဲ့အရနေသင်ခန်းစာယူပြီးပုံမခိုင်မာတဲ့ဘေးအန္တရာယ်ကင်းရှင်းရေးယဉ်ကျေးမှုနဲ့ပွင့်လင်းမြင်သာတဲ့အုပ်ချုပ်မှုပုံစံကိုဖော်ဆောင်နိုင်မှသာအနာဂတ်မှာအလားတူဆုံးရှုံးမှုတွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။